မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။မိတ်တီလာမျိုးနီးကိုဗဟုပြူပီပြင်းအားငါတသမငါအစင်ရှိငလင်းလောက်ခတ်ပြီးတိုက်တာနေနေအိမ်များရှိန်ထိုးသွားလို့မန္တလေးဝန်တွင်အပါဝင်မျိုးပြပြည်သူများလမ်းပေါ်ပြေးစင်ရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမိတ်တီလာမျိုးနီးကိုဗဟုပြူပီပြင်းအားငါတသမငါအစင်ရှိငလင်းလောက်ခတ်သွားကြောင်းအမေရိကန်ဘူမိဗေဒငလင်းဆောင်စီရေးဖွဲ့ USGS ကသတင်းထုတ်ပြန်ပါတယ်။ ဝေပြည်လ73ရက်မနက်8:55မိနစ်ချိန်မိထီလာမျိုးနီကိုပဟိုပြုပြီးပြင်အား9.5အစင်ရှိငလင်လုခတ်သွားကြောင်းအဆိုပါငလင်ကြောင့်မန္တလေးဝမ်းတွင်းမြို့နယ်များပါဝင်မြို့များစုမှခန်းစားသိရှိရပြီးနေအိမ်တိုက်တာအဆောင်များရင်ထိုးသွားခဲ့ကြောင်းသိရပါရယ်ငလင်လုသွားတာရှမ်းကိုတည်တာပါရယ်ကိုလဲလမ်းပေါ်ပြေးထွက်တော့ကိုထံကလမ်းပေါ်မှာလူတွေရောက်နေနေပြီးငလင်ကစက်တိုက်လုနေတာပဲနေပတ်လုတော့တိကျိန်နဲ့ပြေးကျိန်ရှိတာတော်သိနေလို့မန္တလေးမှဒေသခံတအုပ်ကပြောပါရယ် ဝိုင်းတွင်းမြို့မှပြည်သူတောင်ကဒီကနေ့မနက်7:55မိနစ်ချင်းလောက်ခတ်တဲ့ငလင်းမှရခိုင်ထပ်ပိုးပြီးပိုပြင်းထန်လာကြောင်းပြောဆိုပါရယ်အမျိုးသားညီညွတ်ရေးအစိုးရ၏သတင်းထုတ်ပြန်ချက်မှာတော့အေပြီလ13ရက်နေ့မြန်မာစံတော်ချိန်မနက်7:54မိနစ်ချင်းမန္တလေးတိုင်းဝိုင်းတွင်းမြို့နယ်နီးမြေအောက်နက်10ကီလိုမီတာကိုဗဟိုပြုပြီး risk scale 5.9အဆင့်နဲ့အင်အားအသင့်တင်ရှိရဲ့မြေငလင်းတစ်ခုထပ်မံလောက်ခတ်ကြောင်းစကိုင်းငလင်းကြီးရဲ့နောက်ဆက်တွဲငလင်းငယ်များဆက်လက်လောက်ခတ်နိုင်တဲ့အတွက်ငလင်းပင်ဆောင်းရန်ရှောင်းရန်တတိပြုရန်များ များနဲ့ညီနေထိုင်ကြဖို့တတိပေးချက်ထုတ်ပြန်ထားပါတယ်။မလ28ရက်နေ့ပြင်အား9.8အစင်ရှင်ကလေးလှုပ်ခတ်ပြီးရင်နောက်နောက်ဆက်တွင်ကလေးပေါင်း128ကျင်းလှုပ်ခတ်ခဲ့ကြောင်းဒီကနေ့မနက်ပိုင်းလှုပ်ခတ်တဲ့9.5အစင်ရှင်ကလေးမှာဝမ်ထွေးမျိုးရဲ့အရှိမြောက်ဖက်ကိုမိုင်ကိုပဟုပြုပြီးလှုပ်ခတ်ကြောင်းစေကောင်းစီရဲ့မိုးလီဝတာနဲ့ဇလဗီရာညွှန်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။ နောက်ထပ်တစ်ပုဒ်အနေနဲ့တမခွန်ခွန်တမမူလက်နက်ချအဖမ်းခံရခြင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲပြီးကလေးကအင်ဒေါ်ကိုဗယ်နေသိမ်းပိုက်ရရှိနိုင်မယ်လဲစောင့်ကြည့်နေခဲ့မိတယ်။ဒါ့ပေမဲ့သတင်းထိတ်ချုပ်မှုအားကောင်းခဲ့တဲ့အတွက်တိုက်ပွဲအခြေအနေကိုတစွန်းတစားမျှသာကြားခဲ့ရတဲ့အသေးစိတ်သိရှိနိုင်ခြင်းမရှိခဲ့။သတင်းပေါက်ကြားမှုကြောင့်စစ်ကောင်စီဘက်ကဒီကောင်တီကိုတိုက်ခိုက်ပြီးမှုအပါအဝင်အခြားစစ်နည်းဗျူဟာပြောင်းလဲ လို့စကစားမှုတွေမပြုတ်လုံနိုင်စေရန်ရည်ရွယ်တဲ့သဘောဖြစ်မဲ့ထင်တယ်။သခိုင်းနိုင်ထပ်ပိုင်းပင်လယ်ဘူးမြို့ကိုကချင်လွတ်မြောက်ရေးတပ်မတော် KIA ဦးဆောင်တဲ့တပ်တွေကသိမ်းပိုက်ပြီးရဲ့နောက်အနီးပတ်ဝန်းကျင်ကမြို့များထပ်မံလက်လွတ်ရမှာကိုစစ်တပ်ထိပ်ပိုင်းကောင်းဆောင်တွေကစိုးရင်ခဲ့ကြတယ်။ဒါကြောင့်ပင်လယ်ဘူးကိုလက်လွတ်လဲရပြီးရပ်ပိုင်းကြမှာဒုတိယစစ်ကောင်းဆောင်စိုးဝင်းကိုတိုင်းဝန်တို့ကိုသွားခဲ့တယ်။ဝန်တို့ကပင်လယ်ဘူးနဲ့အင်းတော်ကြမှာရှိပြီးအဲ့ဒီမြို့နှမြို့ကြားမိုင်းတရာနီးပါအကွာဝေးမှာရှိပါတယ်။ဝန်တို့ရှိစစ်တပ်ရာရှိစစ်သည်များနဲ့တပ်မိသားစုဝင်များလက် နဲ့မချစေဖို့စီယုံခဲ့ခြင်းဖြစ်ပါတယ်။စုံဝင်ကအင်းတော်ကိုတော့မသွားရည်ဒီချိန်ကအင်းတော်မျိုးသိန်းတိုက်ပွဲဖော်ဆောင်နေတဲ့ကာလလည်းဖြစ်တယ်။ဒီခီးစဉ်အပြန်မမရွာမမန္တလေးကိုအတက်မှဒုတိယစစ်ကောင်ဆောင်စုံဝင်ရဲ့ရဟတ်အပြစ်ခံခဲ့ရပါသေးတယ်။ စကိုင်းတိုင်းထက်ပိုင်းမှာတော်လိုင်းတက်တွေကကောင်းလင်းမြို့ကိုသိမ့်ပိုင်ပြီးရင်နောက်ပြန်လည်ဆုံးခွာခဲ့ရတဲ့ဖြစ်စဉ်ကိုတင်ငန်းစာရှုခဲ့ပုံရတဲ့နောက်ပိုင်းမှာစကိုင်းတိုင်းထက်ပိုင်းရှိတခြားမြို့များကိုသိမ့်ပိုင်ရမှာမြို့ကိုအချိန်တိုအတွင်းသိမ့်ပိုင်ရရှိရတဲ့အချိန်ယူဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်တဲ့နီးကိုကျင့်သုံးခဲ့ကြောင်းတွေ့ရပါတယ်။ပင်လယ်ဘူးကိုသိမ့်ပိုင်ရမှာ၎င်းအခုအင်းတော်ကိုသိမ့်ပိုင်ရမှာ၎င်းအဲ့ဒီစင်နီပြူဟာကိုကောင်းကောင်းအသုံးပြုခဲ့ပါတယ်။ပြီးခဲ့တဲ့မတ်လ15ရက်ကတမခွန်ကောလအောက်ကအမတ်106ချီမြန်တိုင်ခမာယာ106အမတ်6ချီလင်း င်တန်ရင်ခလာရချောင်းနဲ့ကတားချင်းဆိုင်ခမာရ309တို့ပူပေါင်းစစ်ကြောင်းကိုကတားမအင်းတော်ကိုစစ်ကောင်စီကစစ်ကူလွှတ်ခဲ့ပါတယ်။အင်းအား150ကပ်ပါစစ်ကြောင်းကအင်းတော်နဲ့ကတားကြားမှာကြားပြတ်တိုက်ခိုက်ခံရတဲ့အတွက်33တင်းဆုံးပြီးလက်နက်54နဲ့ခဲယမ်းပစ္စည်းများလက်လွတ်ခဲ့ရပါတယ်။စစ်ကောင်စီအတွက်အင်းတော်မျော်လင့်ချက်ကအဲ့ဒီကလေးကပျက်စီးသွားခဲ့ပြီဖြစ်ပါတယ်။ပူပေါင်းတပ်တွေကစစ်ကောင်စီရဲ့လက်တံဂျပန်လိုင်းကို စကန်ကိုစစ်ကူနဲ့ရိတ်ခခဲယမ်းထပ်မံဖြည့်တင်းမလာနိုင်အောင်လုပ်ထားလျက်ရှိပြီးလူလက်နက်ခဲယမ်းရိ ိတ်ခါအင်အားတဖြည်းဖြည်းရုံးရော့ကြဆင်အောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်။နောက်ဆုံးမှာစစ်ကောင်စီဘက်ကမြေပြင်စစ်ကူအင်အားမပေးနိုင်တော့ဘဲလေကြောင်းပစ်ကူကိုသာပေးနိုင်တော့တဲ့အနေအထားတည်ဖြစ်ခဲ့ပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေနဲ့လက်နက်ခဲယံလက်ကျန်များစွာရှိနေသည့်တိုင်ကြာရှည်ခုခံနေရမှုကြောင့်စစ်ပန်းပြီးစိတ်ဓာတ်ပိုင်းကြာစင်တောင်းခံမနိုင်တော့ဘဲစုပ်ခွာထွက်ပြေးခဲ့ရတာကိုတွေ့ရပါတယ်။ ဂျပန်လိုင်းကိုစကမ်းမှာဟောင်းဝင်စားအမြောက်ပါဝင်လက်နက်ကြီးလက်နက်ငယ်ရီနဲ့ခရင်အမြောက်များတင်ဆက်ရရှိခဲ့ပါတယ်။အင်းတော်မျိုးသိန်းတိုက်ပွဲကို2024ခုနှစ်ဩဂုတ်လ16ရက်နေ့ကစတင်ဖော်ဆောင်နေခြင်းဖြစ်ပါတယ်။အပီးသက်သိမ်းပိုင်ရရှိခဲ့တဲ့ဧပြီလ9ရက်နေ့ထိဆိုရင်ရှင်လာနီပါကာလကြာမြင့်ခဲ့တဲ့ပင်လယ်ဘူးမျိုးကိုအပီးသက်သိမ်းပိုင်နိုင်ခဲ့ပြီးတဲ့နောက်တော်လိုင်းအင်အားစုတွေကအင်းတော်ကိုအင်အားစုစီးပြီးပုံမထင်ရစွာထိုးစစ်ဆင်ခဲ့တယ်လို့ယူဆရပါတယ်။အခုသိမ်းပိုင်ရရှိတဲ့အင်းတော်မျိုးကပထဝီနေထားရရွှေဘုံမြကြီးနာလမ်းပိုင်းမှာအချက် က်ချကြတဲ့မြို့တမျိုးဖြစ်ကြောင်းတွေ့ရပါတယ်။စီးရင်ရကြည့်မယ်ဆိုရင်စစ်ကောင်စီရဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မပါခအခြေဆိုင်ရာကချင်ပြည်နယ်နဲ့အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နမခအခြေဆိုင်ရာသကိုင်းတိုင်းတို့အကြားနေမြေစုမိုးရေးအတွက်တော်လိုင်းဘက်ကထိန်းချုပ်ထားဖို့လိုအပ်တဲ့ဒေသတစ်ခုဖြစ်ပါတယ်။ဒီလိုအရေးကြီးတဲ့ နေရဖြစ်တာကြောင့်လည်းစစ်ကောင်စီဘက်ကအင်းတော်မျိုးမကြစေဖို့အတွက်နာမခနေမြေမှာစစ်စင်ရေးဝင်ရောက်နေတဲ့ပကိုးအချင်းဆိုင်တက်မခွန်ခွန်တက်မမှုကိုယ်တိုင်ကိုကဲစင်ငယ်ချင်းဖြစ်ပါတယ်တက်မခွန်ခွန်နဲ့ကိုကဲမှုအောက်တပ်တွေကချင်းပြည်နယ်မြောက်ပိုင်းမကွေးတိုင်းမြောက်ပိုင်းနဲ့စကိုင်းတိုင်းထပ်ပိုင်းဒေသတွေမှာစစ်စင်ရေးဆောင်ရွက်နေခြင်းဖြစ်ပါတယ် တမခုံခုံတက်မှမူဘုံမူးကျုံအောင်တအုပ်ကစစ်တပ်ကတူပေါ်လာတင်နံမဆင်40နဲ့ DSC 42မှာအရာရှိတအုပ်ဖြစ်ပြီးလူကြီးကြိုင်အရာရှိတအုပ်ဖြစ်ပါတယ်စစ်ကောင်းဆောင်မင်းအောင်လိုက်စစ်တပ်ကတူ DSC အကြောင်းကြီးတာဝန်ယူစဉ်က DSC 42တင်နံစဉ်အရာရှိတွေများဟာမဟာဘွဲ့တင်နံတက်ရောက်နေစဉ်အရာရှိငယ်များဖြစ်ပါတယ်အခုစစ်တုံမှန်ဖြစ်သွားတဲ့ DSC 42တင်နံစဉ်တမခုံခုံတက်မှမူဘုံမူးကျုံအောင်တအုပ်ကလည်းအဲ့ဒီတုန်းကမဟာဘွဲ့တင်နံသားအရာရှိတအုပ်ဖြစ်ပါတယ်ကာကွယ်ဦးစီးချုပ်ယုံကြည်မှဒုတိယ ပူမူကြီးအစဉ်ဖြင့်စေဦးစည်းမှုပထမတဲ့တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက်ထိပ်ပိုင်းစစ်ကောင်းဆောင်နေနဲ့ရင်းနှီးသူဖြစ်ပါတယ်ဒါကြောင့်လဲစစ်ဖြူဟာအချိန်ကြာစာပါခမှုကာလမှာပူမူကြီးအများစုရဲ့အိမ်မက်ဖြစ်တဲ့စာပါခကော့တောင်းမှာစစ်ဖြူဟာမှုဖြစ်တာဝန်ပင်းခံရခြင်းဖြစ်ပါတယ် အဲ့ဒီစစ်ပြူဟာမှုနေရာမှာတဆင်မြင့်ယာရုပေးတဲ့အခါမှာလည်းအစဉ်လာရှိပြီးလူကြီးဖြင့်မြန်နဲ့တက်မ89ယာရုကိုချီးမြှောက်ခံရတာတွေ့ရပါတယ်။သူရှိကရခိုင်ပြည်နယ်ရသိနောင်စာတီတက်မမှုဗိုလ်မှူးချုပ်ကျော်ကျော်ဟန် TSA 42ကကံယူရန်ဒေတာတိုင်းစစ်ဌာနချုပ်ကရခတိုင်းမှုဖြစ်တဲ့တက်မခွန်ခွန်ကစက်တမပထမဆုံးဖွဲ့စည်းရေးချီးမြှောက်တက်မတစ်ခုဖြစ်တဲ့1966ခုနှစ်ဇွန်လ6ရက်နေ့ကနေကစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးပထမဆုံးတက်မမှုမှာဗိုလ်မှူးချုပ်တင်ဆွေစစ်ထောက်လန်ဟီဟောင်းဗို ုချုပ်ကြီးခင်ညွန့်ရဲ့ဆရာဖြစ်တဲ့တမကိုဘကိုးယိုမမအခြေပြုတဲ့ဗမာပြည်ကွန်မြူနစ်ပါတီဘကပရီကိုချိန်မုံရန်ရှင်ရွယ်ဖွဲ့စည်းခဲ့တာဖြစ်ပြီးရှင်ရွယ်တဲ့အတိုင်းဘကပကိုနှိမ်နင်းနိုင်ခဲ့ပါတယ်နောက်ပိုင်းမှာရှမ်းကုန်းစည်ယုံရဲ့ကြီးအရန်တက်မှအဖြစ်အချိန်များစွာကျင်လည်ခဲ့ရတဲ့လူကြီးသားသမီးရေပေါ်စီအတိုင်းဝိုင်းတွင်နားခွင့်ရတက်မှဖြစ်ခဲ့တဲ့စည်ယုံကိုနေပြည်တော်ကိုပြောင်းရွှေ့ပြီးမှသာအဝေးဒေသတွေကိုစစ်စင်ရေးသွားရောက်ရခြင်းဖြစ်တဲ့ ဒီလိုလူကြီးကြိုက်တမခွန်ခွန်ကရွှေဝါရောင်တော်လိုင်းမှာပါဝင်တဲ့တန်ကာရိုရီနဲ့ပြည်သူတွေကိုအကြမ်းဖက်နေနေခဲ့ပြီး2021ခုနှစ်ຫນွေဥတော်လိုင်းအစာအာနာသိမ်းမှုမှာလည်းထဲထဲဝင်ဝင်ပါဝင်ပတ်သက်မှုတွေရှိခဲ့တဲ့ဆေအာနာသိမ်းမှုအထမြောက်စေတဲ့စီးနင်းဝင်ရောက်ခြင်းပိတ်ဆို့ရှာဖွေခြင်းများဆောင်ရွက်ဖို့အတွက်တမခွန်ခွန်ကိုအသုံးပြုဖို့စစ်ကောင်းဆောင်တွေကရွှေ့ချေခဲ့တယ်။ဘကိုအခြေဆိုင်တမခွန်ခွန်ကအဲ့ဒီအချိန်ကအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခနေမြေပလတ်ဝဒေသမှာအာရခတက်တော်အင်းနဲ့တိုက်ပွဲများဖြစ်ခဲ့တဲ့တမဖြစ်တဲ့အဲ့ဒီ ံကစစ်စင်ရေးကာလကြာမြင့်မှုအရာရင်းမျိုးအချိန်ဆိုင်စာကကစကုနဲ့စစ်စင်ရေးတာဝန်လဲလှယ်ပြီးရဲ့နောက်အနာယူနေပြီးစုဖွဲ့ထားတဲ့တပ်မလည်းဖြစ်တဲ့ဇန်နဝါရီနှောင်းပိုင်းကာလမှာစစ်ကောင်ဆောင်မင်းအောင်လိုင်ကတပ်မခုံခုံကိုနေပြည်တော်ကိုပို့ဆောင်ထားခဲ့တဲ့ဇန်နဝါရီလ31ရက်ညမှာနေပြည်တော်မှုတန်တရင်မှုတွေကိုခေါ်ပြီးဒုတိယစစ်ကောင်ဆောင်စိုးဝင်းကနေပြည်တော်တိုင်းစစ်ဌာနချုပ်စစ်စင်ရေးစည်းဝေးခန်းမမှာနှုံမိန်ပေးခဲ့တဲ့သတင်းပေါက်ကြားမှာဆိုတဲ့အတွက်စစ်စင်ရေးအထူးဖွဲ့မှုကာဆတာမှုတော်မှဝင်ခွင့်မရခဲ့ဘူးတမရဝင်မြင့်နေ င်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါမောင်ဆန်းစုကြည်ရဲ့နေအိမ်ဒီကိုအကွက်ချမြေပုံတွေပြပြီးတမခွန်ကွန်ကနီးပြူဟာမှု OCB ဝင်ရောက်စီးနင်းခဲ့တာဖြစ်တဲ့အဲဒီနောက်ပိုင်းမှာလည်းစစ်အာဏာသိမ်းမှုကိုစန့်ကျင်တဲ့ရန်ကုန်ဆန္ဒပြပွဲတွေကိုတမခွန်ကွန်မှာနီးပြူဟာမှုပုံမှုကြီးညီညီမောင် DSA 42 OCB ရန်ကုန်မှာပြစ်ခတ်နေနေမှု2021ခုနှစ်အေဗီလာကိုရန်နေကပဲခုံးမျိုးမှာဆန္ဒပြပြသူတွေကိုတမခွန်ကွန်ကုတ်ကဲမှုအောက်ကပိတ်ဆို့ပြီးအကြမ်းဖက်ပြစ်ခတ်နေနေမှုတွေဆောင်ရွက်ခဲ့တဲ့အတွက်ပြည်သူတွေရဲ့မုန်းတီးမှုကိုခံခဲ့ရပါတယ် အဲဒီဗိုလ်မှူးကြီးညီညီမောင်ကတမ69ဒုတိယတမမှုဖြင့်မိတီလာမှာတာဝန်ကျစဉ်ကြားပြကိစ္စနဲ့အဖမ်းခံခဲ့ရပါတယ်။ဒီလိုပြည်သူ့အမုံခံတမခွန်ခွန်ရဲ့အကြီးအကဲတမမှုဗိုလ်မှူးချုပ်အောင်တန်ဦးကတော်လိုင်းအင်အားစုရဲ့ဖမ်းဆီးမှုကိုခံလိုက်ရပြီဖြစ်တဲ့ဒီဖမ်းဆီးမှုကစကိုင်းတိုင်းတွင်ဗိုလ်မှူးချုပ်အစင်ရှိတမမှုတန်ဦးကိုတော်လိုင်းဘက်ကပထမဆုံးဖမ်းဆီးနိုင်ခဲ့မှုလည်းဖြစ်တဲ့ကနန်းတမများစိတ်အင်္ဂါစင်ရကြည့်မယ်ဆိုရင်ຫນွေဦးတော်လိုင်းကာလာတွင်တမနှစ်ကလွဲပြီးကြံတမမှုတွေတင်ဆောင်ခြင်းဖမ်းဆီးခံခဲ့ရခြင်း ်များဖြစ်ခဲ့ပါတယ်။တမ၁၁တမမှုပုံမှုချုပ်မင်းမင်းထွန်းမြောက်ဦးမှတင်ဆောင်တမ၂၂တမမှုပုံမှုချုပ်အောင်နေမျိုးမောင်တော်မှတင်ဆောင်တမလီလီတမမှုပုံမှုကြီးအေးမင်းအောင်သင်ငန်းညီနောင်မှရဟန်းရင်ပြတ်ကြပြီးတင်ဆောင်တမ၅၅တမမှုပုံမှုချုပ်စောမျိုးဝင်းလောက်ကင်မှလက်နက်ချတမခွန်ခွန်တမမှုပုံမှုချုပ်အောင်သက်ဦးအင်းတော်နဲ့ကတားကြမှာအဖမ်းခံရတမ၈၈တမမှုပုံမှုချုပ်မင်းထွန်းဦးမိုးမောင်မှတင်ဆောင်တမ၉၉တမမှုပုံမှုချုပ်အောင်ကျော်လွင်မုံကုန်းမှတင်ဆောင်တမ၁၁၁ ်တမမူပုံမှုချုပ်မင်းမင်းတို့နမ်ဆန်မအဖက်ခံရအစားသဖြင့်တွင်မြင်ရပါတယ်ဒီစင်းတွေကချိန်မြန်တမမူတွေသာဖြစ်ပြီးစစ်စင်ရေးကုကဲမှုစကခမှုတွေမပါသေးပါဘူးစစ်တပ်အထက်တိုက်ခိုက်ရေးမှာအားထားရတဲ့ခဏတမဆယ်ခုမှ၈ခုကတမမူတွေအထိတော်လိုင်းကရိုက်ခတ်ဆင်းခဲ့ပြီးဖြစ်ကြောင်းလဲဒီစင်းတွေရတွင်ရပါတယ် အဲ့ဒီလိုတိုက်ခိုက်ရေးမှာအားထားရတဲ့တမာတွေကိုဦးစီးရတဲ့တမာမှုတွေရဲ့ဖြစ်စဉ်တွေကိုကြည့်ရင်မြမတက်မတော်ရဲ့လာရကိုတွေ့နိုင်ပါတယ်။အောက်ကျင်းမှာလည်းအတွင်အကြံဝင်အရာရှိစစ်သည်များတင်းဆောင်တန်ရာရာဖန်ဆီးခံရခြင်းတို့ကြောင့်ရောပါလာမှုကိုအစားထုတ်ခန့်အတင်အရာရှိတွေရဲ့အတွင်အကြံနေပါမှုကြောင့်စစ်တပ်ရဲ့စင်ဦးကပြန်မော့လာပွဲမရှိ ပြည်သူစစ်မှုထမ်းဥပဒေအရအတင်အကြံလူတင်စုဆောင်ခံရတဲ့အတွက်စစ်တပ်အတွင်ဝင်ရောက်လာကြတဲ့တပ်သားတွေရဲ့မုန်းတိုက်စိတ်ကလည်းစစ်တပ်ကိုနေ့စဉ်ဒုက္ခပေးလျက်ရှိပါတယ်။ လက်နက်နဲ့တကွထွက်ပြေးမှာစုံလို့အချင်းချင်းကင်းပြန်ဆောင်နေကြရပါတယ်။အခုအင်းတော်တိုက်ပွဲကိုလည်လာကြည့်တဲ့အခါစစ်ကောင်စီအခန့်တော်လိုင်းအချက်ဆိုတာကိုတွေ့ရတယ်။စစ်ကောင်စီဘက်မှဒီလိုအကြံရနေချိန်မှာတော်လိုင်းဘက်ကအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ကာကွယ်ဝင်ကြီးဌာန MOD ဦးဆောင်မှုနဲ့ အင်းတော်မျိုးသိန်းတပ်ဝဲကိုအောင်မြင်စွာဖော်ဆောင်နိုင်ခဲ့တာကိုတွင်မြင်ရပါတယ်။သခိုင်းငလင်ကိုစစ်ကိုကိုင်းစီမဲ့နမိတ်လိုသတ်မှတ်ပြီးမန္တလေးငလင်တို့အတင်းနမိတ်ပြောင်းခိုင်းတဲ့စစ်ကောင်စီကသခိုင်းတွင်ကမျိုးတစ်မျိုးကိုထပ်မံဆွလွန်လိုက်ရပြီးရဲ့နောက်တမမူတောင်းကိုပါထပ်မံဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့ရှင်းသားထားတာကိုတင်ဆက်ပေးလိုက်ရပါရဲ့ရှင်။